မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတကွဆေးဆေးဆက်ဆက်လေလာဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ဓမ္မတဲ့ကျမ်းတွေက according to ovarasa ပထမဆုံးအခန်းကြီး16ဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီအခန်းကတော့ရှင်ပေါလုရဲ့ according to အသင်းတော်စီရဲ့ဒီစာရဲ့အဆုံးသတ်ပိုင်းပေါ့နော်အလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေပါတယ်သူရဲ့ creation အစီအစဉ်တွေပြီးတော့အရေးကြီးတဲ့နောက်ဆုံးတိုက်တွန်းချက်တွေပေါ့အားလုံးစုနေတဲ့ခံမှာ ဟုတ်ကဲ့ညကုန်းချုပ်အခန်းဆိုတော့အရေးကြီးတာပေါ့နော်ဒီနေ့ဆွေးနွေးမှုအတွက်ကျွန်တော်တို့အဓိကအားကိုးမှအရင်မြေကတော့ the wise believers မှာပြုစုပြင်ထားတော့အချက်လက်များပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရှင်တို့ဒီဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကအခန်းကြီး16မှာပါတဲ့အကြောင်းအရာတွေအထူးသဖြင့်အလူငွေ ကောက်ခံမှု ပြီးတော့ရှင်ပေါ်လို့ရဲ့ခီးစဉ်တွေနောက်ဆုံးအရေးကြီးတဲ့တိုက်တွန်းချက်တွေဒါတွေကိုပို့ပြီးတော့နက်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 နားလည်ဖို့ပါပဲ။ ်လက်တွေ့ကျတဲ့အပိုင်းနဲ့ဝิญญည်ရအားပေးမှုတွေဘလို့ဆက်ဆက်နဲ့လဲကြည့်ကြမှာပေါ့ကဲတောင်းအောင်အတူတူကြည့်ကြအောင်ဟုတ်ကဲ့ဒီအခန်းကတကယ်ပဲအရေးကြီးပါတယ်ဘာလို့လဲဆိုတော့ရှေ့မှာဆွေးနွေးခဲ့တဲ့ယုံကြည်ခြင်းဆိုင်ရာအယူဆကြီးတွေကိုလေနေ့စဉ်လက်တွေ့ဘဝမှာဘလို့အသုံးချမလဲဆိုတာကိုပြနေလို့ပါရှင်ဘောလို့ကဒီစာကိုအဆုံးသတ်တဲ့အခါမှာအသေးစိတ်စီမံခန့်ခွဲမှုကိစ္စလေးတွေကအစပေါ့ဝิญဉေရအနှစ်သာရကိုဘလို့ထင်ဟနေလဲဆိုတာကစိတ်ဝင်စားစရာကောင်းပါတယ်ရှင်ဟုတ်ကဲ့ ဒီအခန်း16ကိုအဓိကအပိုင်း3ပိုင်းခွဲကြည့်ရင်ပိုရှင်းမယ်ထင်တယ်။ဟုတ်တယ်မလား။အေးဟုတ်ပါတယ်။ပထမတစ်ခုကတော့အဲယေရုရှလင်ကယုံကြည်သူတွေအတွက်အလွန်ငယ်ကောက်ခံတဲ့ကိစ္စ။ဟုတ်ကဲ့။နောက်ဆိုတတိယအပိုင်းကတော့အဆုံးသတ်မှာပါတဲ့တိုက်တွန်းချက်တွေနဲ့နှုတ်ဆက်စကားတွေပေါ့။ဟုတ်ကဲ့။ကဲဒါဆိုပထမအချက်ရှင်အလုံးဝဲကိစ္စနဲ့ဆက်လိုက်ကြတာပေါ့ကောင်းပါပြီရှင်တီအလုံးဝဲကောက်ခံတာကယေရုရှလင်မှာဒုက္ခရောက်နေတဲ့ဆင်းရဲနှံပါတဲ့ခရစ်ယာန်တွေအတော့ပါ ဆိုတော့ရှင်ပေါလုကလီအရင်ဂလာတိနေကအတင်းတော်တွေကိုပေးခဲ့တဲ့ညွန်ကြားချက်ရှိတယ်။ဟင်းဟုတ်ကဲ့ဂလာတိမှာလည်းဒီလိုကောက်ခဲခဲ့တာပေါ့။ဟုတ်ပါတယ်။အဲ့ဒီအတိုင်းပဲကိုရင်သူဓာတ်တွေကိုလည်းလှုပ်စေချင်တာ။အဓိကကတော့အပတ်စဉ်ရဲ့ပထမနေ့တနင်္ဂနွေနေ့ပေါ့။တနင်္ဂနွေနေ့မှာဟုတ်တယ်။အဲ့ဒီနေ့မှာလူတိုင်းကကိုဝင်းဝဲအလိုက်ကိုတက်နိုင်တဲ့လောက်ပေါ့လေစနစ်တကျလေးဘေးဖယ်ထားဖို့တီးတန့်ဖယ်ထားဖို့မှာတာပါ။ဩော် ဒါကသူရောက်လာတဲ့အခါကျမှကမိုင်းကတန်းကောက်ရတဲ့မျိုးမဖြစ်အောင်လို့ဟုတ်တယ်အဲ့ဒါလက်တွေ့ကြတဲ့ရွယ်ချက်ပဲသူကအဲ့ဒါကိုဂျိုမြင်ဂျိုတင်ပြင်ဆင်ခိုင်းတယ်တပေါ်ပေါ်ဆုထားပါပေါ့အင်းမမရယ်ဆုထားဖို့ဒီနေ့မှစိတ်ဝင်စားစရာကောင်းလာကအပတ်စဉ်ရဲ့ပထမနေ့မှာဖေထားခိုင်းတာဒါကဟိုပထမဆုံးအတီးအနန်ကိုဖျားအတွက်ဦးစားပေးခြင်းဆိုတဲ့သဘောမျိုးတော့ပါနေမလားအေးတဘောတရားနဲ့ချိတ်ဆက်နိုင်ပါရဲ့ရှင် ဒါဟာဂျပန်လုတာမျိုးမဟုတ်ဘဲနဲ့လေစင်ဆက်မဖြတ်စီကံရှိရှိနဲ့စေတနာပါပါလုပ်ရမယ်အလေးချင်းတစ်ခုဖြစ်စေခြင်းပုံရတယ်။ဘေးကန်းချင်းကိုအရေးကြီးတဲ့အရာဦးစားပေးတစ်ခုအဖြစ်သတ်မှတ်ဖို့တိုက်တွန်းနေတာပါ။ဟုတ်ကဲ့။နောက်ပြီးလက်တွေ့ကြတဲ့အစီအစဉ်လဲပါသေးတယ်။ဒီဆူထားတဲ့ပိုက်ဆံတွေကိုယေရုရှလင်ကိုဘယ်လိုပို့မလဲဆိုတာပေါ့။အင်းဘယ်လိုပို့မလဲ။သူကကောရင်သုအထင်းတို့ကပဲယုံကြည်စိတ်ချရတဲ့ကိုစားလှယ်တွေရွေးပါတယ်။အော်သူတို့ဘာသာရွေးခဲ့တာပါ။ဟုတ်တယ်။အဲ့ဒီလူတွေကနေတစ်ဆင့်အလူငွေတွေကိုတဲသွားဖို့ လိုဟရင်သူ့ကိုယ်တိုင်လည်းလိုက်ခင်မယ်လို့ဆိုထားတယ်။အာဒါကပွင့်လင်းမြင်တာမှုရှိဖို့ရောတာဝန်ယူမှုရှိဖို့ရောအလေးပေးတတ်တွေ့ရတယ်။ငွေရေးကြီးကိစ္စဆိုတော့အတိအကျပဲရှင်။အဲ့ဒီခေတ်မှာဒါမျိုးကတိတ်အရေးကြီးတာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။တကယ်ပဲအတူယူဆရာစီမံခန့်ခွဲမှုပါ။ဒီလိုစနစ်တကျစီစဉ်တာပြောရင်းနဲ့လေရှင်ပေါ်လူကိုတောင်ရဲ့ခီးသွားအစီအစဉ်ဘက်ကိုဆက်သွားကြည့်အောင်။ तू ကလည်းသူခီးစဉ်တွေကိုအစီအစဉ်ဆွဲတာပုံွယ်။ဟုတ်ပါတယ်။ ဒီစာကိုသူရေးတဲ့အချိန်မှာသူက effect မျိုးမှာရှိနေတာအာရှနဲ့ရဲ့အဓိကမျိုးကြီးပေါ့ effects မျိုးဟုတ်တယ်အဲ့ဒီမှာအမ်ပင်တစ်ကွတ်တပွဲတော်နေအထိနေဖို့ season ထားတယ်လို့ပြောလဲဩဟုတ်ကဲ့ဘာကြောင့်အဲ့ဒီမှာဆက်နေချင်းရတာလဲအကြောင်းရင်းရှိမယ်ထင်တယ်ရှိတယ်ရှင်အကြောင်းရင်းတစ်ခုသူပြောတယ်တခုကဧဝံဂေလိတရားဟောဖို့အတွက်အလွန်ကောင်းတဲ့ခွန်လန်းကြီးပွင့်နေလို့တဲ့တန်ခိုးကြီးတို့တကားပွင့်နေတယ်လို့သူသုံးလုံးတယ် အခွင့်အလမ်းကောင်းတွေရှိနေလို့ဟုတ်တယ်ဒါမဲ့တဖက်မှာလည်းသူ့ကိုစန့်ကျင်တဲ့သူတွေအတိုက်ခံလုံးမဲ့သူတွေလည်းအများကြီးရှိနေလို့ပါပဲတဲ့ဟောအခွင့်ရောအတိုက်ခံရောနှစ်ခွေလုံးရှိနေတဲ့နေရာမှာစက်နေဖို့ဆုံးဖြတ်တာပေါ့ဟုတ်ပါတယ်ဒါကသူ့ရဲ့ဦးစားပေးမှုတွေကိုပြနေတယ်လို့မဲအစင်ပြေချုံမွေးလို့နေတာမျိုးမဟုတ်ဘူးအလို့ဖြစ်နိုင်ခြေရှိလို့အချိုးတရမှုရှိနိုင်လို့နေတာမျိုးပါဒါကရှင်ပေါ်လူရဲ့အမှုတော်ဆောင်ချင်းရဲ့ သဘောတဘာဝကိုပြနေတယ်လို့ပဲเนาะအမြဲတမ်းခီးသွားနေရတယ်စင်ခုံမှုတွေကြုံနေရတယ်ဒါပေမဲ့အခက်ခဲတွေ့တိုင်းရှောင်မပြေးတဲ့နဲ့အခွင့်အလမ်းကိုအသုံးချတယ်မှန်ပါတယ်။သူကအခြေအနေတွေကိုကြည့်ပြီးတော့ Evangeli အဲ့ဒါအကောင်းဆုံးဖိမဲ့ view ဟာကိုစဉ်းစားပုံရတယ်။ effect မှာအတိုက်ခံများပြီးမဲ့အခွင့်အလမ်းတကားပွင့်နေလို့ဆက်နေအောင်မယ်ဆိုတာကအဲ့ဒါကိုပြနေတာပါ။ဟုတ်ပါပြီ။သူရဲ့ effect ကအဆီဇင်ပြီးရင်တော့ဘယ်လိုဆက်သွားဖို့စီစဉ်ထားသေးလဲ။ effect ကနေသူက Macedonia ပြည်ကိုသွားမယ်။ မြောက်ပိုင်းဂရိဒေသပေါ့မဂေရိုနီဟုတ်တယ်အဲ့ဒီကနေမှတဆင်ကောရင်သူကိုလာမယ်လို့ဆိုပါတယ်တောင်ပိုင်းဂရိမှာရှိတယ်ကောရင်သူပေါ့အော်တိုင်းရလာတာမဟုတ်ဘူးမဂေရိုနီကိုဖျက်ပြီးမှလာမှာဟုတ်ပါရဲ့ ပြီးတော့ကောရင်သူမှာတော့အချိန်တခုကြာကြာနေသွားခြင်းတယ်လို့ပြောတယ်။ဖြစ်နိုင်ရင် ဆောင်းရပြီတခုလုံးလုံးနေမလားလို့ရည်ရွယ်ထားပုံရတယ်။အချိန်တော်တော်ကြာနေဖို့ရည်ရွယ်ထားတာပဲ။ဟုတ်တယ်။ဒါပေမဲ့ဒါတွေကအစီအစဉ်မဲ့ရှိသေးတာပေါ့လေ။အချိန်နေရပြောင်းလဲနိုင်တယ်ဆိုတာကိုလည်းသူသတိပြုမိပုံရပါတယ်။လူအနေနဲ့စီစဉ်ပေးမဲ့အဆုံးမှာတော့ဖះရဲ့အလိုတော်အတိုင်းပေါ့။အင်းပေါ့လေ။သူ့ရဲ့စေတနာကိုလည်းမြင်ရတယ်။တစ်ဖက်မှာလည်းအမှုတော်ဆောင်ခြင်းမှာကြုံရနိုင်တယ်။ အဲမရည်ရမှုတွေအပြောင်းလဲဖြစ်နိုင်ခြေတွေကိုလည်းတွဲဝိုက်ပြီးဖော်ပြနေသလိုပဲကေတာဆိုရင်နောက်ဆုံးအပိုင်းကိုသွားကြအောင်အဆုံးသက်တိုက်သွင်းချက်တွေနဲ့နှုတ်ဆက်စကားတွေဒီအပိုင်းကတူတူလေးနဲ့တကယ်အားပါတယ်ဟုတ်ပါတယ်ဒီနီးကုန်းပိုင်းမှာရှင်ပေါလုကအထီးကအမိန်ဒါမှမဟုတ်တိုက်တွန်းချက်၅ချက်ကိုဆက်တိုက်ပေးရတာတွေ့ရတယ်ရှင်၅ချက်ဘာတွေလဲခင်ဗျာအဲ့ရတွေကတော့ပထမတစ်ခုက노ချာနေကြလောတဲ့ ဝิญဉေရရာတတိရှိဖို့ပေါ့။နိုချာချင်းဒုတိယကယုံကြည်ခြင်းနိုင်မြင့်မြန်စွာတည်နေကြလော့ယုံကြည်ချက်မှာခိုင်မာဖို့ဒီကြည်ခိုင်မာခြင်းတတိယကရဲရင်စွာကြင်ကြံကြလော့မူရင်းစကလုံးကလော့ယောက်ျားကဲ့သို့ကြင်ကြလော့ပေါ့။ဒါပေမဲ့ဆိုလိုရင်းကတတိရှိခြင်းရဲရင်ခြင်းကိုဆိုလိုတာပါ။ရဲရင်ခြင်းတတိရှိခြင်းစတုထကခွန်အားရှိကြလော့ဖျားပဲတဲ့ခွန်အားကိုမိခို့ဟု ခွန်အားရှိခြင်းနောက်ဆုံးပင်ကြမအချက်ကတော့ရာခတ်သိန်းတို့ကိုချစ်ချင်းမေ့ကြအထင်ပြူကြလော့တဲ့ဟောအားလုံးကိုမေ့ကြနေလို့ခုဒီငါးချက်လုံးကတကယ်တက်ကြွမှုကိုတောင်းဆိုနေတယ်လို့ပဲနော်ပေါ်ပေါ်ဆက်ဆက်နေလို့မရဘူးတတိခိုင်မာမှုတတိခွန်အားဟုတ်ပါတယ်အထူးထင်အဲ့ဒီနောက်ဆုံးအချက် ရခသိန်းကိုမိသားနဲ့လို့ပါဆိုတာကအားလုံးကိုလွမ်းခြုံထားတဲ့အခြေခံကြီးဖြစ်နေသလားလို့ရှေ့ကရဲရင်သားတွေခိုင်မာတာတွေကမိကြရဲ့လမ်းညွှန်မှုအောင်မှာရှိရမယ်ဆိုတဲ့သဘောလားဒီနောက်ဆုံးချက်ကအရင်လေးချက်လုံးရဲ့ဥတီချက်လှုံ့ဆော်မှုဖြစ်တင်တယ်လို့ဆိုလိုတာပါခရိယတတမှာစိန်ခေါ်မှုရှိနိုင်နေစိတ်မြေပြန်လို့ပဲဒါကြောင့်노ကြရမယ်တည်ကြည်ရမယ်ရဲရင်ရရမယ်ခွန်အားရှိရမယ် ဒါပေမဲ့အဲ့ဒီရေသွေးတဲ့အားလုံးကိုမောင်းနေနေတဲ့အဓိကဆောင်အားကမေတ္တာထည့်ရမယ်။အင်းမေတ္တာကအဓိကပေါ့။ဟုတ်တယ်။လုံးတမြပြောတမြအရာအားလုံးရဲ့အခြေခံကမေတ္တာဖြစ်ရမယ်လို့ရှင်ပေါလုကအလေးနဲ့သာပြောနေရပါ။ဒါကအခန်းကြီး7မှာအကျယ်အတွင်းပြောခဲ့တဲ့မေတ္တာတရားရဲ့အရေးပါပုံကိုပြန်ပြီးအနှစ်ချုပ်လိုက်တယ်လို့ပါပဲ။ဟုတ်ကဲ့။တကယ်ပြည့်စုံတဲ့တိုက်တွန်းချက်တွေပဲ။ဒီတိုက်တွန်းချက်တွေပြင်တခြားနှုတ်ဆက်စကားလေးတွေလည်းပါသေးတယ်နော်။ ပါပါတယ်ရှင်ရှင်ပေါလုနဲ့အတူအမှုတော်ဆောင်နေတဲ့မိတ်ဆွေတွေအာကူလာနဲ့ဖီကီလာအာကူလာနဲ့ဖီကီလာ ဟုတ်ကဲ့ဟုတ်တယ်သူတို့အိမ်မှာဆူဝေကြရဲ့အတင်းတော်ကလည်းနှုတ်ဆက်စကားပါလိုက်တယ်အော်အဲ့ဒီတော့ကအိမ်ဒီမှာဆူဝေကြတာကိုဟုတ်တယ်ဒါကအဲ့ဒီခေတ်ကအတင်းတော်တွေရဲ့တဘာဝကိုလည်းပြနေရဖို့ပြီးတော့အာရနယ်ကအတင်းတော်အားလုံးကလည်းနှုတ်ဆက်တယ်ဆိုတော့အတင်းတော်တွေကြားကတလုံးကိုယ်တည်းထက်ချင်းမိဖာယာဖွဲ့ချင်းကိုလည်းဒါကပြနေရပါ ကောင်းလိုက်တာ နောက်ပြီးတော့ရှင်ပေါလုကိုရာရဲ့လက်မှတ်နဲ့နှုတ်ဆက်စကားဆိုတာရောအဲ့ဒါကဘယ်လိုအဓိပ္ပာယ်ရှိနိုင်မလဲအဲ့ဒါကတော်တော်လေးကိုရေးကိုရာဆန်တဲ့ထီထွေမှုတကူပါရှင်ငါတို့လည်းပေါလုကိုလိုက်လက်နဲ့နှုတ်ဆက်ရေးလိုက်တယ်ဆိုတဲ့စာကြောင်းလေးရလိဒီစာကတကယ့်စာဆက်စစ်နော်ဆိုတာကိုအာမခံတယ်လို့ပဲဟုတ်ကဲ့ပြီးတော့စာရေးတဲ့သူနဲ့ဖတ်တဲ့ဂရင်းတို့အသင်းတော်ကြားကယင်းနှမှုကိုလည်းပြားတယ်များသောအားဖြင့်အဲ့ဒီခေတ်ကစာတွေကိုအသွင်းရေးမှုလိုမျိုးရေးပေးတဲ့သူရှိတယ်။ဟွန်း သူကိုယ်တိုင်အစားဆုံးရေးချင်မှရေးတာပေါ့ဟုတ်ကဲ့ဒါပေမဲ့ဒီနောက်ဆုံးနှုတ်ဆက်စကားကိုတော့သူကိုယ်တိုင်လက်ရေးနဲ့ရေးထည့်လိုက်တာဖြစ်နိုင်တယ်ဒါကပို့ပြီးရင်းနှီးမှုအလေးထားမှုကိုပြတာပေါ့ဒါပေမဲ့အဲ့ဒီကိုရေးကိုတာနှုတ်ဆက်စကားရဲ့နောက်မှာတော့အမ်တတော်လေးပြင်းထန်တဲ့စကားတစ်ခုပါလာတယ်နော်သခင်ယေရှုကိုမချစ်တော်သူမိသူမဆိုအနာသေးမှခံပါစေတဲ့အနာသေးမှပေါ့ဟုတ်ကဲ့မိတာကိုဒီတော့အလေးပေးထားတဲ့စာရဲ့အဆုံးမှာဒီလိုစကားမျိုးပါလာတာကနင်းနေတော့အာအောစရာစဉ်းစားစရာပဲ ဟုတ်ပါတယ်။ဒါကတကယ်ကိုလေးနက်တက်သတိပေးချက်ပါ။အနာထင်မှဆိုတဲ့စကားလုံးကဖျားသခင်ရဲ့တရားစီရင်ခြင်းအတွက်လုံးဝပေထားခြင်းခံရသူ၊ချိန်ချင်းတင်သူလော့တိတ်ပေးရတယ်။အတော်ပြင်းထန်တာပဲ။ဟုတ်ကဲ့။ ရှင်ပေါင်းလူကဘာကြောင့်ဒီလောက်ပြင်းထန်တဲ့စကားကိုသုံးရတာလဲဆိုတာစဉ်းစားစရာပေါ့။ဒါကကောရင်သူကတင်းတော်ထင်မှာရှိနိုင်တဲ့အပေါ်ယံယုံကြည်မှုတွေ၊သခင်ခရစ်တော်ပေါ်မှာစစ်မှန်တဲ့မေတ္တာ၊စစ်မှန်တဲ့ကလေးကဝတ်မရှိတဲ့သူတွေကိုရည်ညွှန်းတော်ဖြစ်နိုင်မှာရှင့်။อืมဆိုလိုတာကဆိုလိုတာကသခင်ယေရှုခရစ်တော်ကိုချစ်တဲ့မေတ္တာဟာခရစ်ယာန်တယောက်ရဲ့အသက်တာအတွက်အခြေခံအကြောင်းဆုံးလိုအပ်ချက်ဖြစ်တယ်။ ဒါကိုပေါ့ပေါ့ဆက်ဆက်သဘောထားလို့မရဘူးဆိုတော့ကိုအပြတ်ဖာဆုံးပြောလိုက်တာပါမေတ္တာကအရေးကြီးလွန်းလို့မေတ္တာမရှိရင် အချင်းနဲ့ဆိုးသွားနိုင်တယ်လို့သတိပေးတဲ့သဘောပေါ့ဟုတ်ပါတယ်စစ်မှန်တဲ့မေတ္တာမရှိရင်ကြံတဲ့ရည်ချင်းတွေလုံဆောင်ချက်တွေကအနစ်မဲ့သွားနိုင်တယ်ဆိုတဲ့သဘောမျိုးသိရောက်စေပါတယ်အဲ့ဒီနောက်ကမရဏတာဆိုတာကတော့မရဏတာပေါ့အဲ့ဒါကတော့ပါကိုဆိုလိုတာလေမရဏတာဆိုတာကအာရမီပါတာစကားပါ အတိတ်ဘဝကနှစ်မျိုးဖြစ်နိုင်တယ်လို့ဆိုကြတယ် သခင်မြောက်ကြွလာတော်မူပါလို့ဆုတောင်းတာမျိုးဖြစ်နိုင်တယ်လို့ငါတို့သခင်ကြွလာနေပြီလို့အတီးပြုပြောဆိုတာမျိုးလည်းထင်နိုင်ပါတယ်ရှင့်။အိုးကြွလာဖို့တောင်းဆိုတာဓမ္မမောကြွလာတော်မယ်လို့ပြောတာ။အရှိချင်းရဲ့နေရဲ့လင်းနမှုကိုတတိပေးနေတယ်လို့ဖြစ်စေတယ်။อืมဒါပေတစ်ချိန်တည်းမှာပဲသစ္စာရှိတဲ့ယုံကြည်သူတွေအတတ်တော့ဒါဟာမျော်လင့်ချက်ရဲ့ကြွေးကြော်သံဖြစ်နေပြန်တော့။ဟုတ်ကဲ့။ရှင်းလင်းတဲ့တင်ပြချက်ပါပဲ။ ဒီနေ့ the wise believers မှာပြုစုပြင်ထားသော အချက်လက်များကို အခြေခံပြီးတော့ Gordon Boo ဩဝါဒစာပထမဆုံးအခန်းကြီး16ကိုဆွေးနွေးခဲ့ကြတာတကယ်အကျိုးရှိပါတယ်။အဓိကဆွေးနွေးခဲ့တဲ့ချက်တွေကိုပြန်ချုပ်ရင်တော့စီကန်းရှိပြီးစေတနာပါတဲ့ဘေးကင်းခြင်းဟုတ်ကဲ့။နောက်ပြီးတော့အမှုတော်မှာတော့ဘဝမှာပါတစ္ဆာရှိခြင်းရေးရင်ခြင်းခိုင်းမာစွာယက်တည်ခြင်းဟုတ်ပါတယ်။ ပြီးတော့အရေးကြီးဆုံးကအရာအားလုံးရဲ့အဓိကလုံဆောင်မှုအဖြစ်ချစ်ချင်းမေတ္တာကိုထားရှိခြင်းဒီအချက်တွေပေါ့အေးအဓိကအချက်တွေပါပဲဒါဆိုရင်ဒီအချက်တွေအားလုံးကဒီနေ့ခေတ်နားထောင်သူတွေအတွက်ဘလို့ဆက်ဆက်မှုရှိနိုင်မလဲဘလို့အတုံးချန်နိုင်မလဲဒီတန်တန်ချက်တွေကလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကရောမအင်ပါယာခေတ်ကိုရင်းသူမျိုးကလူတွေအတွက်ရေခက်တာမှန်ပဲမြဲ အထင်းမှာပါတဲ့အခြေခံမူတွေကတော့အချိန်ကာလယဉ်ကျေးမှုတွေကိုကြော်လွန်ပြီးတော့အသုံးဝင်နေစေပါပဲရှင်။ဥပမာနဲ့ပြောရရင်စနစ်တကျနဲ့ရော့ရော့စွာပေးကမ်းခြင်းဆိုတဲ့အယူအဆပေါ့။ဟုတ်ကဲ့။ဒါကကိုပိုင်ဗဏ္ဍာရေးစီမံခန့်ခွဲတာပဲဖြစ်ဖြစ်လူမှုအတိုင်းအဝိုင်းကိုကူညီထောက်ပံ့တာပဲဖြစ်ဖြစ်ဘယ်နေရာမှာမဆိုကျင့်သုံးနိုင်တဲ့ကောင်းမွန်တဲ့လျှင်ချင်းတစ်ခုပါ။စေတနာပါဖို့နဲ့စနစ်ကြဖို့ပေါ့။ဟုတ်ကဲ့။ လက်တွေ့ကြတဲ့သင်ခန်းစာပဲပြီးတော့ဝိညာဉ်ရေးရာနိုးကြမှုယုံကြည်ခြင်းမှာတည်ကြည်မှုနဲ့ရဲစွမ်းသက်သည်ရှိဖို့တိုက်တွန်းချက်တွေကတော့ဒီနေ့ခေတ်မှာကြုံတွေ့နေရတဲ့အမျိုးမျိုးသော အတွေ့ခေါ်ဆရာစိန်ခေါ်ဦးလီကိုချင်းတရားဆရာဖီးယားလီတန်တရားဖြစ်စရာတွေကြောင်းမှာကိုယုံကြည်တဲ့ရာကိုတန်ဖိုးထားတဲ့အမှန်တရားပေါ်မှာခံခိုင်မာမာယက်တိဖို့အားပေးနေပါတယ်ဟုတ်ပါတယ်ယက်တိဖို့ခွာလို့တာပေါ့ဟုတ်တယ် အရင်အမြင့်မှာဖော်ပြတယ်လို့ပဲခရီးရန်အတ္တတာဟာအပန်းဖြီဥယျံထဲလမ်းလျှောက်တာမျိုးမဟုတ်ပဲရဲရင်စွာရှောက်လန်းရမယ်ခရီးချမ်းတစ်ခုဖြစ်နိုင်တယ်ဆိုတာကိုတတိပေးနေတယ်လို့ပါပဲဟင်းမှန်ပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့အရာအလုံးကိုချစ်ချင်းမေတ္တာနဲ့ပြုလုပ်ဖို့တိုက်တွန်းချက်ပါဒါကဘယ်လိုယုံကြည်ခြင်းအတိုင်းဝါရကိုထစ်ဖြစ် ဒါမှမဟုတ်လူဖွဲ့စည်းအတွင်းမှာကျင့်ဝတ်ထိခါနဲ့အညီအတိပယ်ရှိရှိ အတက်ရှင်ခြင်းတဲ့ထူတိုင်းအတွင်းမဆိုအခြေခံအကြဆုံးနဲ့အစွမ်းထက်ဆုံးလမ်းညွှန်ချက်ဖြစ်နေစေပါမေတ္တာကအကြီးကပေါ့ဟုတ်ကဲ့ဆက်ဆက်ရေးဒီမှာစုံဖြစ်ချက်ချတဲ့အခါအလုံလုံတဲ့အခါဘယ်နေရာမှာမဆိုမေတ္တာကိုရှည်တန်းတင်ခြင်းကပိုကောင်းမွန်တဲ့လူဖွဲ့စည်းကို တိဆောက်ရမှာအဓိကတော့ချက်ထိနေစေပါပဲရှင်ကောင်းပါပြီဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကတကယ်ပဲစဉ်းစားစရာတွေအများကြီးပေးပါတယ် နားထောင်သူတွေကိုယ်တိုင်ဆက်လက်တွေးတော်ဆင်ခြင်ကြည့်ဖို့အတွေ့တစ်ခုလောက်နဲ့အဆုံးသတ်ခြင်းပါတယ်ခင်ဗျာရှင်ပေါ်လူကဒီအခန်းငယ်လေးထဲမှာအလူငွေစနစ်တကျကောက်တာတို့ခီးစဉ်ရှိစဉ်တာတို့လိုအင်မတန်လက်တွေ့ကြတဲ့ကိစ္စတွေနဲ့ဟုတ်ကဲ့နိုးကြားခြင်းယုံကြည်ခြင်းမှာတည်ကြည်ခြင်းမေတ္တာထားခြင်းလို့ net shine တဲ့ဝิญဉေးရအမိန့်တွေကိုဘယ်လိုပေါင်းဆက်ပြသွားလဲဆိုတာတွေ့ကြရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုမင်းဆရာရှိတာကဒီနေ့ခေတ်ရဲ့ရှုပ်ထွေးပွေလီလာတဲ့အလုံးများလာတဲ့လူနေမှုဘဝထဲမှာ ီလိုလက်တွေ့ကြတဲ့တာဝန်ဝတ္တရားတွေစီမံခန့်ခွဲမှုတွေနဲ့ကျွန်တော်တို့ရဲ့အနက်ရှမ်းဆုံးဝิญဉေးရယုံကြည်ချက်တွေတံပိုထားမှုတွေကိုဘယ်လိုမျှတအောင်အတိတ်ပဲရှိရှိ ပေါင်းဆက်ကျင့်သုံးနိုင်မလဲဟွန်းစဉ်းစားစရာပဲဒါမှမဟုတ်နော်တနည်းစဉ်းစားကြည့်နိုင်တာကတော့အရာအလုံးကိုမေတ္တာနဲ့ပြုဖို့ဒီလောက်အလျင်နဲ့တိုက်တွန်းထားလို့တစ်ဖက်မှာလည်းသခင်ယေရှုကိုမချစ်တော်သူကျင်းရင်ကိုခံပါစေဆိုတဲ့ပြင်းထန်လာတဲ့တတိပေးချက်လည်းပါတယ် ဒီမေတ္တာတရားရဲ့ကျေပြမှုကိုပဟိုပြုမှုနဲ့ဒီလိုပြတ်သားတင်းမာတဲ့တတိပေးချက်ကြာကရှုပ်ထွေးမှုတမမိုတင်းမာမှုလို့ထင်ရနိုင်တဲ့အရာကိုကျွန်တော်တို့ဘလို့နားလိုက်ပြီးလက်တွေ့အသုံးချနိုင်မလဲဟုတ်ကဲ့ဒါကလည်းအရေးကြီးတဲ့မေးခွန်းပါပဲဒါဒီကတော့ဒီနေ့ဆွေးနွေးမှုခနေ့ကိုယ်တိုင်ဆက်လက်စူးစမ်းလေ့လာဖို့ဆင်ကျင်တုံးတက်ဖို့ဖိတ်ခေါ်ရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါရခင်ဗျာဟုတ်ကဲ့ရှင်